ဆူတောင်းပြေဖရားဆိုတာကိုရှင်းပြပါအောင်ဥစဉ်တဲ့ဆူတောင်းပြေဖရားတို့အလိုတော်ပြေဖရားတို့စတဲ့ဘွဲ့နာမည်တွေကခေါ်လို့လွယ်အောင်လို့လူတွေမှဲ့ထားတာပါနော်ဖရားဟောကြံကန်လာတဲ့ဘွဲ့နာမည်တွေမဟုတ်ပါဘူးနော်ဗုဒ္ဓဘာသာရဲ့ဆူတောင်းကိုလည်းသိကျင်ပါတယ်ဆူတောင်းရင်ဘသူစီတောင်းတာလဲတဲ့ဆူတောင်းတယ်ဆိုတာကလေကုသိုလ်ကောင်းမှုတစ်ခုကိုအရင်ပြုပြီးတော့ပေါ်ပေါက်လာတဲ့အကျိုးတရားရဲ့အပေါ်မှာဖြစ်ချင်တာကိုထုတ်ဖော်ပြီးပြောတာပါ ဘသူစီမှသွားတောင်းတာမဟုတ်ပါဘူးเนาะဘသူကဖြည့်ပေးတာထင်လဲရှင်းပြပေးပါဦးတဲ့ဘသူမှဖြည့်ပေးတာမဟုတ်ပါဘူးအကြောင်းကြောင့်အကျိုးပေါ်တာပါဥပမာတစ်ခုပြောမယ်မန်ပိုင်ရှင်ကအချိုကြိုက်လို့တကြားစားမယ်တကြားစားလိုက်တဲ့အခါမှာချိုတဲ့အရာသာပေါ်လာတယ်အဲ့ဒီချိုတဲ့အရာပါကိုဘသူကလာပေးတာလဲဘသူမှလာပေးတာမဟုတ်ပါဘူးတကြားကိုစားလိုက်လို့ချိုတဲ့အရာသာပေါ်လာတာပါเนาะ အဲ့ဒီအတိုင်းပါပဲကုသိုလ်ကောင်းမှုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးကိုခံစားရတယ်ဆိုတာဘယ်သူမှလာပေးတာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုအကြောင်းကိုပြုလိုက်လို့ကုသိုလ်ရဲ့အကျိုးပေါ်ပေါက်လာတာပါနော်နားလည်ပါစေသူတော်ကောင်းဆိုတာသူများမကောင်းကြောင်းကိုဗဇက်အယတာခံပြီးပြောပါသလားအရှင်ဖရာတဲ့အင်ဂုတ်တို့ပါဠိတော်စတုကနိပတ်အပနကဝတ်ပပုရိသတုံမှာသူယုံမှာလက္ခဏာ၄ချက်နဲ့သူတော်ကောင်းလက္ခဏာ၄ချက်ကို မြတ်စွာဘုရားဟောကြားထားပါတယ်။သူယုံမှလက္ခဏာ၄ချက်ကဘာတွေလဲဆိုရင်၁သူတစ်ပါးမကောင်းကြောင်းကိုမမေးဘဲပြောခြင်း၂သူတစ်ပါးမကောင်းကြောင်းကိုမေးပြီဆိုရင်ပူပူတာတာပြောခြင်း၃သူတစ်ပါးကောင်းကြောင်းကိုမမေးရင်မပြောခြင်း၄သူတစ်ပါးကောင်းကြောင်းကိုမေးပြီဆိုရင်ချော့ချော့ပေါ့ပေါ့ပြောခြင်းဒါဟာသူယုံမှလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်။သူတော်ကောင်းလက္ခဏာ၄ချက်က တသူတပါမကောင်းကြောင်းကိုမမေးရင်မပြောချင်းနှစ်သူတပါမကောင်းကြောင်းကိုမေးပြီဆိုရင်လည်းပဲရှော့ရှော့ပေါ့ပေါ့ပြောချင်းသုံးသူတပါကောင်းကြောင်းကိုမမေးပဲပြောချင်းလေးသူတပါကောင်းကြောင်းကိုမေးပြီဆိုရင်အကျယ်တဝန်းပြောချင်းဒါဟာသူတော်ကောင်းလက္ခဏာ၄ချက်ပဲဖြစ်ပါတယ်အထက်ကဖော်ပြပါသူယုံမှာလက္ခဏာ၄ချက်ထဲမှာ ူတစ်ပါးမကောင်းကြောင်းကိုမမေးပဲပြောခြင်းဆိုတဲ့အချက်ပါတာကြောင့်သူတစ်ပါးမကောင်းကြောင်းကိုမဇက်အယတာခံပြီးပြောနေပြီဆိုရင်အဲ့ဒီလူဟာသူယုံမှာပဲဖြစ်ပါတယ်နော်ဝိပါကဝကဘာလဲဖေယားနားမလဲလို့မေးလျှောက်တာပါတဲ့ပိလေသာဝတ်ကံမဝတ်ဝိပါကဝတ်ဆိုပြီးဝတ်၃ပါးရှိပါတယ်ဣလေသဝုဆိုတာကလိုချင်တာကို ပြောတာကာမဝုဆိုတာကလိုချင်တဲ့အတိုင်းပြုလုပ်တာကိုပြောတာ ပြုလုပ်တော့အကျိုးရတယ်အဲ့ဒီရလာတဲ့အကျိုးကိုပဲဝိပါကဝတ်လို့ပြောတာပါနော်တခါတလေလောကကြီးကို စိတ်ကုန်မိတယ်ဘယ်လိုလုပ်ရမလဲဖရားတဲ့ဘာကြောင့်စိတ်ကုန်တာလဲအမားတစ်ခုကိုကျူးလွန်ထားမိလို့အဲ့ဒီအမားကမိမိကိုစိုးကျိုးပေးနေတဲ့အတွက်ကြောင့်ဒီအမားကနေလွန်မြောက်ချင်တာနဲ့လက်ရှိဘဝကနေလွန်မြောက်ချင်လို့လောကကြီးကိုစိတ်ကုန်တာလားဒါမှမဟုတ် တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့တဲ့အတွက်ကြောင့်တန်ဝေကညံဖြစ်လို့လောကကြီးကိုစိတ်ကုန်တာလားအမားတစ်ခုကိုလှုပ်ထားမိလို့အမားကဆူချိုးပေးနေလို့ဒီဒုက္ခကနေလွတ်မြောက်ချင်တာပါဆိုရင်တော့နောက်ထပ်အမားကိုမလှုပ်ဖို့ပဲရှိပါတယ်နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့လို့တန်ဝေကညံဖြစ်ပြီးတော့လောကကြီးကိုစိတ်ကုန်တယ်ဆိုရင်တော့တကယ်ဆင်းရဲဒုက္ခကလွတ်မြောက်ချင်တယ်ဆိုရင် ဝိပဿနာတတိပ္ပဏတရားကိုအာထုတ်ပါဝိပဿနာတတိပ္ပဏတရားကိုအာထုတ်မှသာလျင်ပဲတကယ်ဘဝရဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်ပါလိမ့်မယ်နော်ကုသိုလ်အကုသိုလ်တွေကိုပယ်တတ်နိုင်ကြတဲ့ဖရာနဲ့ယဟန္တာတွေဟာဝိကုကြတော့ဘာကြောင့်မပယ်နိုင်တာလဲမပယ်ကြတာလဲဖုံဖုံတဲ့ဝိလိုပြောလိုက်ရင်တချို့ကအကုသိုလ်ဝိကုပဲမြင်တတ်ကြပါတယ်ဝိဆိုတာကအကုသိုလ်ဝိရဲ့ကုသိုလ်ဝိရဲ့ဆိုပြီးနှမျိုးရှိတာပါ ဖះရနဲ့ယဟန္တာတွေဟာ အကုသိုလ်ဝေရောကုသိုလ်ဝေရောအကျိုးပေးတာကိုခံရပါတယ်။ဖះအဖြစ်ကိုရတယ်ယဟန္တာအဖြစ်ကိုရတယ်ဆိုတာဟာကုသိုလ်ဝေလိုက်တာဖြစ်ပါတယ်။မကောင်းကျိုးခံစားရတယ်ဆိုတာဟာအကုသိုလ်ဝေလိုက်တာဖြစ်ပါတယ်။ဖះနဲ့ယဟန္တာတွေဟာကုသိုလ်အကုသိုလ်တွေကိုပယ်တတ်တယ်ဆိုတာဟာနောက်ဘဝမှာပရိသန္တိအကျိုးကိုပေးစေနိုင်တဲ့ဝိပါကဝုဤအကြောင်းဖြစ်သောကာမဝုကိုပဲပယ်တာပါ။ ဘဝဘဝများစွာကပြုကျင့်ခဲ့တဲ့ကာမဝိဟိအကြောင်းဖြစ်သောဝိပါကဝုအကျိုးတွေကိုမပေးပါဘူး။ဒါကြောင့်ဖယားနဲ့ယဟန္တာတွေဟာဝုကိုခံရတာဖြစ်ပါတယ်။နားလည်ပါစီနော်။အရှင်ဖယားလောကတန်ဆိုတဲ့တရားဆိုတာရှိပါသလားဖယား။ဖြေပေးတော်မူပါဖယားတဲ့။ရှိတာပေါ့နော်။အင်ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မတုတ်မှာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမည်။ လောကဒဏ်တရား၈ပါးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီလောကဒဏ်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီးပွားဥစ္စာရရှိခြင်း၂အလာဘောစီးပွားဥစ္စာမရရှိခြင်း၃၀ရသောအချွေရန်အကြောသောရှိခြင်း၄အရသောအချွေရန်အကြောသောမရှိခြင်း၅ငိန်တာကဲ့ရဲ့ခံရခြင်း၆ပတန်တာချီးမွမ်းခံရခြင်း၇ ုခံကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၈ဒုက္ခံကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကဒဏ်တရား၈ပါးပဲဖြစ်ပါတယ်ဒါကြောင့်လောကဒဏ်တရားဆိုတာ ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အဘိဓမ္မာကဖျားဟောမဟုတ်ဘူးဆိုတာ ဟုတ်ပါသလားဖျားတဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေဤကထာဝတ္ထုကျမ်းကိုအဘိဓမ္မာခုနှစ်ကျမ်း၌ ပင်စမမြောက်ကျန်းစာအဖြစ်ထည့်သွင်းတာကြောင့်ပထမသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာမပါဘဲနဲ့ရှင်မဟာမောဂလိဗုဒ္ဓတိတ်တမထေလက်ထက်တတိယသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာပေါ်ပေါက်လာသည့်အတော့အဘိဓမ္မာသည်ဖျားဟောမဟုတ်ဘူးလို့တချို့ကပြောဆိုနေကြပါတယ်တကယ်တော့အဘိဓမ္မာသည်ဖျားဟောပါနော်ဒါကြောင့်အဘိဓမ္မာကိုဖျားဟောလို့ပြောရတာလဲဆိုရင်သတ္တသင်္ကာယနာတင်စဉ်ကာလမှာ မဟာသီဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပြိဋိဘံစံပြီးသည့်နောက်ရှင်မဟာကတ္တပအမှုရှိသော သင်္ကာယနာတင်အရှင်မြတ်တို့သည်ဂွီနီးနှင့်တုတ်တံကိုသင်္ကာယနာတင်ပြီးသည့်အခြားမဲ၌မိသည့်အကြောင်းအရာကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်။ငါအရှင်လို့မင်းကွန်းဆရာတော်ဘုရားကြီးကိုမေးပါတယ်အဲ့ဒီအခါမှာမြင့်ကွန်းဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပြိဋိဘံစံပြီးသည့်နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည် ဝီနီနဲ့တုတ်တံကိုသင်္ကာယနာတင်ပေးပြီးအချားမဲ၌အဘိဓမ္မာပိဋကတ်ကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ဖရာလို့ဖြစ်ကြတော်မူပါတယ်အဘိဓမ္မာသည်ဖရာဟောမဟုတ်လို့ပထမသင်္ကာယနာတင်စဉ်ကာလမှာတည်းကအဘိဓမ္မာမပါခဲ့ဘူးဆိုရင်အခုသတ္ထသင်္ကာယနာတင်စဉ်ကာလမှာမဟာစီဆရာတော်ဖရာကြီးကထက်မေးမှမဟုတ်ပါဘူးမင်းကွန်းဆရာတော်ဖရာကြီးကလည်းဖြေမှမဟုတ်ပါဘူးဒါကြောင့်အဘိဓမ္မာသည်ဖရာဟောပါ ဦးစင်းပြောတဲ့အထောက်အထားကိုလိုချင်တယ်ဆိုရင် YouTube နဲ့ Facebook တို့မှာစတ္ထသင်္ကာယနာလို့ရေးပြီးတော့ရှာပြီးနားထောင်ကြည့်လိုက်ပါသိပါလိမ့်မယ်နော်ဦးစင်းကိုလူတွေကလည်းတိုက်ခိုက်တယ်ဖုန်ကြီးချင်းချင်းလည်းတိုက်ခိုက်တာပဲတခါကရေးခဲ့ဘူးသလိုပေါ့လေနဲ့တိုက်လေလူအသားမထိသလိုကိုဓမ္မနန်းချောင်းအတိုင်းလျှောက်ပါဖရားတဲ့ဦးစင်းလည်းမြင်ပါတယ်နော်ဦးစင်းကိုတိုက်ခိုက်ကြတယ်ဆိုတာက မနာလိုဝင်တို့ချင်း အိတ်တမစ္စရိယစိတ်တွေကြောင့်တိုက်ခိုက်ကြတာပါဒီမနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်ဟာလက်ခံရင်လက်ခံထားတဲ့လူကိုပူလောင်စေပါတယ်ဒုက္ခပေးပါတယ်ဥစဉ်ကတမန်ကြီးရွာလေးတရားမှာကြောင်းထိုင်နေတဲ့တမင်ညခွန်ကြီးလေးတပါးပါမနာလိုဝင်တို့ချင်းအိတ်တမစ္စရိယစိတ်တွေထားပြီးတိုက်ခိုက်ရလောက်တဲ့အထိဥစဉ်ကနာမည်ကြီးပြီးလက်လာဘပေါ်များနေတဲ့ဖုန်ကြီးတပါးမဟုတ်ပါဘူးเนาะ အဲ့ဒီအတွက်ဦးသိန်းကိုအာယုံဆိုင်ပြီးမနာလိုဝင်တိုစိတ်တွေနဲ့တိုက်ခိုက်မနေပါနဲ့တခါတုန်းကဆရာတော်တပါးကသူ့ရဲ့တပည့်တွေကိုဩဝါဒပေးတာကြားဘူးပါတယ်ဘယ်လိုဩဝါဒပေးတယ်လဲဆိုရင်တပည့်တို့မင်းတို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးကွာမနာလိုဝင်တိုခြင်းအိတ်တမစ္စရိယစိတ်တွေမမွေးကြနဲ့ကြက်တွေဘဲတွေမွေးတာကအကုသို့ ဖြစ်တယ်သို့တော့ကြက်သားဘဲသားစားရတယ်ကြက်ဥဘဲဥစားရတယ် မနာလိုဝင်တို့ချင်းအိတ်သမစ္စရိယစိတ်တွေမွေးတာကဘာမှမစားရဘဲနဲ့အကုသို့ဖြစ်တာဒါကြောင့်အိတ်သမစ္စရိယစိတ်တွေမမွေးကြနဲ့မွေးကျင်တယ်ဆိုရင်တော့ကြက်တွေဘဲတွေပဲမွေးပါလို့ဩဝါဒပေးပါတယ်အမတန်ထိမိတဲ့ဩဝါဒလေးပါနော်အဲ့ဒီတော့ဥစဉ်ကိုတိုက်ခိုက်တဲ့လူတွေကိုလည်းပြောချင်ပါတယ်ဥစဉ်အပေါ်မှာမနာလိုဝင်တို့စိတ်တွေမမွေးပါနဲ့မနာလိုဝင်တို့စိတ်တွေမွေးလို့မွေးတဲ့တင်တို့အပေါ်မှာ ဘာကောင်းကျိုးမှမဖြစ်ပါဘူးเนาะမနေနိုင်လို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးပါလို့ပြောကျင်ပါတယ်เนาะမြတ်စွာဘုရားကတိခံရမယ်လို့ဟောထားတယ်သို့တော်ငင်းကုန်တဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဘုရားရှင်းပြပေးတော်မူပါဘုရားတဲ့ဒါကဇက်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါเนาะသိုးသွန်းနေတဲ့တတ္တဝါတစ်ကောင်ကို သူ့လိုဓာတ်တူတတ္တဝါတကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လှုပ်ခိုင်းတဲ့သဘောကိုပြောတာပါရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင်950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗြဟ္မတန်မင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်ဥတ္တရာပထတိုင်းသားတွေဟာဗြဟ္မတန်မင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်း ဖရာအလောင်းကမြင်းတွေကိုကာလပုံစင်းနဲ့အညီတံပိုးဖြတ်ပေးပါတယ်။ဒါကိုမကျင်တတ်တဲ့မြမတက်မင်းကဖရာအလောင်းကို အမတ်ရာထုကဖေရှားပြီးနောက်ထပ်လူတယောက်ကိုအမတ်ရာထုပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသောမဟာသောနာအမိရှိတဲ့မြင်းတော်ကောင်ကိုဥဒ္ဒရာပထတိုင်းသားတွေရဲ့မြင်းတွေထဲကိုလွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်။အနာတရဖြစ်ပြီဆိုတော့မှအမတ်တိတ်ကိုဈေးနှိမ်ပြီးဝယ်ခိုင်းပါတယ်။ ဒါကိုမကျင်တတ်ကြတဲ့ဥဒ္ဒရာပဋ္ဌတိုင်းသားတွေကဖရာအလောင်းအမတ်ထံကပ်ပြီးတော့အခုအညီတောင်းတဲ့အခါမှာဖရာအလောင်းမကသင်တို့နောက်တစ်ခါလာတဲ့အခါမှာမဟာသောဏမြင်းလို့သိုးသားတဲ့မြင်းတကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောဏမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်ဥဒ္ဒရာပဋ္ဌတိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတ်တန်သိုးသားတဲ့သူဟန်လူအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောဏအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္ဒူချင်းတွေ့ပြီးတော့ ိမ်မွေ့ပြီးတင့်မြတ်သွားတဲ့အတွက်တခြားမင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးเนาะအဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာဓာတုဓာတုချင်းတွေ့စီပြီးပိမ်မွေ့အောင်လုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်နားလည်ပါစေเนาะ